ရှန်ဟိုင်း၌လက်ခံဖွင့်လှစ်လိုက်သည့်ဖွံ့ဖြိုးရေးဗန်တစ်တို့တရုတ်သမ္မတရှီကျင်းဖြင့်လာရောက်လည်ပတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖွံ့ဖြိုးရေးဗန်တစ် NTP လက်ခံဖွင့်လှစ်လိုက်တဲ့တယုံဟောင်းဗန်လုံဆောင်မှုများနဲ့ဖွံ့ဖြိုးရေးကိုဆက်လက်ပြီးတော့စွဲမြဲထောက်ပံ့သွားမှာဖြစ်ကြောင်းတယုံသမ္မတရှီကျဖြင့်ဗန်အကြီးအကဲဒီမာရူဆက်နဲ့ရှန်ဟိုင်းမှာတွေ့ဆုံဆွေးနွေးရာမှာပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့နနက်မှာဆိုရင် ရှီချစ်ဖြင့်ခ NTP ဘဏ်ကိုတွားလျှောက်ခဥက္ကဋ္ဌရူဆပ်နဲ့တွေ့ဆုံခဲ့ပါထိတွေ့ဆုံရှာမှာ ရှီချစ်ဖြင့်ခမိတ်ဆွေဟောင်းမစ္စတာရူဆပ်နဲ့ပြန်လည်ပေါင်းစည်းခွင့်ရှာထားဝမ်းမြောက်စရာဖြစ်ပါထိ ဖွံ့ဖြိုးရေးဖန်တဲ့တိုးတက်မှုအပေါ်စိတ်ဝင်စားမှုရှိကောင်းနိုင်ငံတကာဖန်သာရေးစနစ်နဲ့ကမ္ဘာတောင်ပိုင်းပူးပေါင်းဆောင်ရွက်မှုပုံစံအတွင်းပေါ်ထွန်းလာတာကိုမြင်နေရပါပြီ။ဗန်လက်ခံဖွင့်လင်းရှားနိုင်ငံအနေနဲ့တရုတ်ဟာဖွံ့ဖြိုးရေးဖန်တဲ့ရဲ့တိုးတက်ဖွံ့ဖြိုးမှုနဲ့လုပ်ငန်းဆောင်ထားများကိုအမြဲကူညီထောက်ပံ့သွားပါမယ်လို့ပြောသွားပါတယ်။ အန်တီဘီဘန်ဥက္ကဋ္ဌရူဆတ်ကလည်းတရုတ်သမ္မတကြီးရှီကျဖြင့်ဖွံ့ဖြိုးရေးဖန်တဲ့ရုံချုပ်တို့လာရောက်ခြင်းအပေါ်ဂုဏ်ယူကြိုဆိုရပါကြောင်းတရုတ်အစိုးရကအတိချပြတ်သားထည့်မိဖတ်ဖြစ်ကြောင်းတရုတ်အစိုးရရဲ့ထောက်ပံ့ကူညီမှုနိုင်ငံပေါင်းစုံဝါရကျင်တုံးရေးနဲ့ပုံမိုဘေးကင်းငင်းချမ်းတဲ့ကမ္ဘာကြီးဖြစ်လာရေးထိုးမှဦးစီးဦးဆောင်နိုင်မှုတို့အတွက်ကျေးဇူးတင်ရှိကြောင်းပြောတော့ပါသေးလို့သိရပါသေးရှင်